လှုပ်ချင်အောင်လှုပ်ပြီးထင်အားစားရတဲ့ trend ကိုဘလို့မှလွတ်ထားပေးလို့မရတော့ဘူးလို့တမ္ပါဟောင်းပါရဥပမာကပြောပါလိမ့်။အမေရိကန်မှာတမ္ပါ trend ထင်အားစားနေတာကိုလွတ်ထားပေးလို့မဖြစ်တော့ကြအောင်တမ္ပါ trend ထင်အားစားနေတာကိုလွတ်ထားပေးရင်အမေရိကန်နိုင်ငံဟာအကြီးအကျယ်ထိခိုက်နေလာတော့မယ်လို့ဥပမာကပြောပါလိမ့်။လာမယ့်ဒီဘက်မှာကျွန်မမဲ့ရွေးကောက်ပွဲတွေဟာပြည်နယ်အကုမှရှိပြီးတော့ဒီမိုကရက်ပါတီကိုစားပြုအုပ်ချုပ်ရမှုလောင်းတွေအတွက်မဲဆွဲပေးခြင်းမှာဥပမာက trend ရဲ့ဥပဒေမဲ့ အစဉ်ကြီးမဲ့တဲ့လောက်ရက်တွေအားလုံးကိုစန့်ကျင်ရမယ့်အချိန်ရောက်ပြီလို့တိုက်တွန်းပြောသွားတာဖြစ်ပါတယ်။ဩဘာမဟာမေဂန်သမားဖြစ်၄နှစ်တက်တန်းနှစ်ကြိမ်ဆက်တောင်းယူခဲ့ဘူးလို့ဒီမိုကရက်ပါတီရဲ့ဩဇာအကြီးဆုံးနိုင်ငံရေးသမားတဦးအနေနဲ့ယက်တည်နေပါလေ။သူရဲ့သမရတတန်ကိုမှခန်းကအမေရိကန်ရဲ့ပထမတတန်ကိုဆက်ခံခဲ့တာပဲဖြစ်ပါတယ်။ပြောရမယ်ဆိုရင်အဲ့ဒီတုန်းကလည်းခန်းကဟီလိုက်ကလင်တန်ကိုပြက်ပြက်သားသားကိုအနိုင်ရပြီးတော့ သူ့အနေနဲ့ရွေးကောက်ပွဲကိုအောင်နိုင်ခဲ့တာပါ။ဟီလိုက်ကလင်ကအိုဘားမားမူဝါဒအတိုင်းဆက်သွားမယ်လို့ဆုံးဖြတ်ချက်ချပြီးတော့နောက်မှာရှုံးနေသွားတာဖြစ်ပါလိမ့်။ဗာဂျီနီးယားနဲ့နယူးဂျာစီပြည်နယ်အော်တိုအမူလောင်းတွေအတွက်မဲဆွစီဝင်စင်ပေးခဲ့ခြင်းမှာအိုဘားမားကထရရဲ့ထင်ရှားဆိုင်မှုတွေကိုဆက်ပြီးခွင့်ပြုထားလို့မြင်ရကြောင်းပြောထားပါတယ်။အခြေအနေကိုလက်တွေ့ရင်ဆိုင်မှုလိုအပ်ကြောင်းအမေရိကန်နိုင်ငံနဲ့အမေရိကန်ရဲ့မူဝါဒဟာလောလောဆယ်အမှောင်ခေတ်နဲ့ရောက်နေပြီလို့အိုဘားမားကပြောပါတယ်။ ပြည်တွင်းမှာအလောက်ကန်ရှားပါပြလက်မှုလည်းများများစွာဖြစ်ပေါ်နေကြောင်းအလောက်ဖြုတ်မှုမြောက်များတောင်းတဲ့ချီဖြစ်ပေါ်နေကြောင်းနောက်ပြီးတော့ဒီလိုမျိုးစီးပွားရေးကြက်တဲမှုဟာခရမ်မှာတာဝန်ရှိတယ်လို့ဦးဝါကားဆိုပါတယ်။ဗာဂျီးနီးယားရဲ့နော်ဖော့တက်ကူမှာပြည်တွင်းအဲ့ဒီမဲဆိုးတွေကိုတရားလာသူတွေကဦးဝါမောက်ကိုတောင်းတောင်းဖြဖြထောက်ခံအားပေးပါတယ်။ခရမ်လောက်ရောက်လို့တောင်းရုံကိုဘယ်အားနေဘယ်လိုစားရမှန်းတော့မသိတော့အောင်ရှုပ်ထွေးနေပြီလို့ဦးဝါမောက်ကပြောပါတယ်။လက်ရှိကာလမှာအိုင်ဖီရိုကိုရိုင်ကလူတွေကိုဥပေမဲ့အစင်ကြီးမဲ့ စိုးငယ်နဲ့စိတ်ထားတဲ့နှုံးကြစေအောင်ယူမိုက်စေအောင်လမ်းဖွင့်ပေးနေတယ်လို့ဥပမာကဆိုပါတယ်။ဒီကအပြင်ဥပမာထရဲ့လူမှုကြေကြေမူဝါဒကိုအပြင်းထန်ဝေဖန်သွားပါတယ်။နောက်ပြီးမိဘတွေပါဝင်ကုန်သွယ်ပတ်နိုင်ငံတွေပေါ်ခွန်တိုးမြင့်စီးကျက်မှုတွေကိုလည်းလက်နက်လိုတုံးနေတာရှက်ဖို့ကောင်းကြောင်းဝေဖန်ပါတယ်။ဘရိတ်ကန်မျိုးကြီးတွေရဲ့လုံခြုံရေးအကြောင်းပြပြီးစစ်တပ်ခေါ်သွင်းတဲ့လုပ်ရတဲ့ရှုံချပါတယ်။အာမင်ပြည်တော်တကရူပပိကပါတီကနေရာလဲအလက်ကားဖြစ်ကြောင်းသူတို့ကတမားစီလို့ဝါလို့လုံးနေတာကိုမထီရဲမကန်ရအောင်ဖြစ်နေကြောင်း ဥပမာကပြစ်တင်ပြောသွားပါလိမ့်။မကြောသိငင်ကလည်းဥပမာအမေရိကန်ဆိုရကဗာဂျက်ကိစ္စညှိနှိုင်းမှုစင်ပြေလို့ရှတ်ဒေါင်းချတဲ့ကာလပဲမှာထရန့်ကအင်ဂျီတော်ကိုသူ့စိတ်တိုင်းကြပြုပြင်ပြီးမိုးမက်တည်ဆောက်လိုက်တဲ့ပေါ်သေရောခဲ့ပါလိမ့်။ဒါမဲ့ထရန့်ကအင်ဂျီတော်ကိုမိုးမက်ပြင်ဆင်တဲ့ဟာမိမိရဲ့အများပြည်သူအလူငွေနဲ့ပြုလုပ်ခဲ့တာဖြစ်ပြီးအစိုးရဘတ်ဂျက်လုံးဝမဟုတ်ဘူးလို့ပြောပါတယ်။အစိုးရရှင်းအောင်ဖြစ်နေတဲ့အချိန်မှာခါကပါလုပ်ခဲ့လေ။သူတော်လေးအရေးကြီးတဲ့ကိစ္စတွေကိုအာရုံစိုက်နေပုံပေါ်ပါတယ်။ ။ဥပမာအင်ဂူဒါရိုးစ်ဂါဒန်ဘက်မှာလူတွေရဲ့ဖက်နဲ့ရွှေမစင်အောင်ယူဆိုင်ပေးတာလို့အထိပယ်မရှိတဲ့ကိစ္စတွေကိုလုပ်နေတယ်လို့ဆိုပါလိမ့်။အင်ဂူဒါဘောလုံးကိုချဲ့နေစတဲ့မျိုးကလည်းအရေးကြီးလာလို့ဥပမာကလှောင်ပြောင်ပြောသွားပါလိမ့်။